တကူလာစပြီးဆိုရင်လည်းဘရောက်ဆိုတဲ့အတန်ကိုကြားရတယ်။မျိုးဘရောက်တဲ့မြန်မာတို့ရဲ့နှစ်သက်ကိုကာလာမှာဘရောက်ကိုလူတိုင်းမျှော်တဲ့ကြတာရင်းစရာမရှိပါဘူး။ဧပြီလရဲ့ပထမဆုံးမိုးရေတွေနဲ့နိုးနိုးကြကြပွင့်တတ်တဲ့ရွှေဥရောင်ပန်းမြန်မာနိုင်ငံမှာမွေးဖွားကြတဲ့သူနှိုင်းအသက်ကြီးငယ်မရွေးကြားမှမရွေးဘရောက်ကိုလိုချင်ကြတယ်။တချို့ကပန်ဖို့တချို့ကကိုချစ်တဲ့သူတွေကိုဝေပေးဖို့ တချို့ကလည်းအပင်ပေါ်တခုရတာနောက်ပန်းတွေနဲ့ထိတွေ့နေရတာကိုပြောလို့ပုံစံမျိုးစုံနဲ့ဘောက်ကိုချစ်တယ်သူ့ကိုမြင်နေသူများကပြောတယ်လူလူချင်းချင်းရှိတယ်ဟောအားချစ်ချင်းမြတ်တာကိုပူစားပြုတယ်မိုးရင်နဲ့ထိုင်ပန်းတွေရှိတယ်ဘောက်လိုပဲနိုင်ငံတော်ပန်းဖြစ်ပန်းပွင့်တာကိုပျော်ရွှင်နှစ်သက်မြင်လို့ကြတဲ့အမေတချို့ကတော့ချယ်ရီတွေပွင့်ရင်တစ်ခုတည်းရပြောတတ်ကြတယ်ကျွန်တော် ဆာကူရာဆိုတဲ့နာမည်နဲ့သူတို့ကဒီတာကန်တွေနဲ့အဲ့တွေပြည်နှလုံးသားကိုအနာရောက်ပြီးပြီးတော့ဒီလီယာဆိုတဲ့နုညံ့တဲ့နာမည်နဲ့မက္ကဆီကိုတောင်တန်းတွေပေါ်ကမြင့်မြတ်တဲ့ပန်းလေးသူကမှောက်ပါခြင်းနဲ့ဆေးဖက်ဝင်ခြင်းကိုပေးဆွမ်းတယ်တဲ့နောက်တန်ဒါယီဆန်ဆန်နဲ့အမှုပညာဆက်မြှောက်ရရှိရဲ့လို့အီတလီနိုင်ငံသားတွေပြောရဲသူတို့ရဲ့နှင်းပန်းလေးလေးဒီလိုပန်းလေးတွေနဲ့နိုင်ငံတော်တွေ လေးမြတ်တဲ့ယဉ်ကျေးမှုနဲ့တမိုးထားခံရတဲ့ပန်းလေးတွေအဲ့ဒီပန်းတွေလိုပါပဲအရောပန်းလေးတွေကလည်းကျမတို့လူသားတွေရဲ့စိတ်ကိုခွန်အားတစ်ခုဖြစ်စေတာမို့ခုလိုငလျင်ပေးကြုံနေရတဲ့အချိန်မှာပြည်သူပြည်သားအပေါင်းအရောပန်းတွေနဲ့အင်းတဲ့အားတဲ့ခွန်အားတဲ့တွေနဲ့ဘဝကို ပြန်လည်ထူထောင်နိုင်စေဖို့ရှင်နေကဘရောက်ချက်စိတ်လေးတွေနဲ့အတူပြန်လည်ရှင်သန်လာစေဖို့ Social Space Entertainment မိသားစုက ဆုတောင်းမြတ်တာပို့သလိုက်ပါရဲ့ရှင်။